င်ရားတို့ဂျေရုစလင်မြို့ရဲ့ဓာတ်ပုံတွေကိုမြင်ဘူးကြရတယ်မလားရွှေရောင်တောက်နေတဲ့ Dawn of the Rocky ကိုမြေအောင်ခိုးလိုက်တဲ့အချိန်ဆိုရင် တကယ့်ကိုရုပ်ရှင်ဆက်ပြီးစစ်တေရှိလုံးနဲ့ဘေးနားကမိခိုးရောင်အမိုးခေါင်းတွေနဲ့ Child of the Holy Spectre ကခရိုင်ဘာသာရဲ့ဗဟိုချက်မာကြီးအဖြစ်တည်ရှိနေသလိုဂျူးဘာသာဝင်တွေယုံကြည်မှုအပြည့်နဲ့စူတောင်းစာတွေထိုးထည့်နေကြတဲ့ Sheehan Western Watch ကလည်းတမားရဲ့တပ်တွေအဖြစ်မမမတ်ရက်တည်နေတယ်ကြည့်လိုက်ရင်တော့ဒီမျိုးကကမ္ဘာယုံကြည်ခြင်းရဲ့ဗဟိုချက်လို့ခန်းစားရစေမဲ့ရင်းချက်တဲ့မျိုးကြီးပေါ့ ဒါပေမဲ့ဒီညံ့ချမှုကထင်အောင်ထင်မှားတစ်ခုတတ်တတ်ပဲတကယ်တော့ဒါကမုံတိုင်းမဝင်ခင်လေပြေတိုက်နေတဲ့မြို့လေးတစ်မြို့တတ်တာပါပဲဂျေရုဆလင်ဆိုတာကမ္ဘာပေါ်မှာစန့်ကျင်ဘက်သဘောတရားတွေအများဆုံးရှိတဲ့မြို့သမိုင်းစာအုပ်တွေအင်တာနက်တွေမှာခင်ဗျားတို့လည်းတွေ့ဘူးကြမှာပါဒီမြို့ကသမိုင်းတစ်လျှောက်အ ਨੇ စုံနှစ်ကြိမ်ဖျက်ဆီးခံခဲ့ရတယ်23ကြိမ်ဝိုင်းရံပိတ်ဆို့ခံခဲ့ရတယ်52ကြိမ်တိုက်ခိုက်ခံခဲ့ရတယ်ပြီးတော့54ကြိမ်တိတိလက်ပြောင်းလက်လွဲတိုက်ပိုက်ခံခဲ့ရတယ် ဒါကကင်းကင်းနဲ့တက်တက်မဟုတ်တော့ဘူးဒီမျိုးရဲ့ identity ကိုကဒီအကြမ်းဖက်မှုတမိုင်းချောင်းပေါ်မှာတိဆောက်ထားသလိုဖြစ်နေပြီရည်စရာကောင်းတာကသူ့ရဲ့ရှေးအကျဆုံးနာမည် Rusaliman ဆိုတာငိမ့်ချင်းရဲ့လို့အဓိပ္ပာယ်ရတယ်လို့ဆိုကြတယ်ဒါပေမဲ့လက်တွေ့မှာတော့ဒီမြေနေရာဟာလူသားတမိုင်းမှာအငင်းပွားစရာအကောင်းဆုံးလူတွေအသေးပြောင်အများဆုံးမြေနေရာတစ်ခုဖြစ်နေတယ်ဘာကြောင့်လဲ The why ဘာကြောင့်လဲအဖြေကရေနံကြမဟုတ်ဘူးရွှေကြောင့်လည်းမဟုတ်ဘူး စီးပွားရေးအရာအချက်အချာကြတဲ့စိတ်ကမ်းမျိုးဖြစ်လို့လည်းမဟုတ်ဘူးဂျေရုဆလင်ရဲ့ဘာကြောင့်ဒီလိုဖြစ်နေရတာလဲဆိုတဲ့အချက်ကဖျားသခင်ကြောင့်ပဲရှေးဟောင်းမျိုးရိုးကြီးတွေအတွင်းက OCT မှာရက်ွက်ကြီး၄ခုရှိတယ်အာမေနီယန်ခရစ်ယာန်ဂျူးနဲ့မွတ်စလင်ရက်ွက်ဆိုပြီးခွဲထားတယ်ဒီ distance ကီလိုမီတာလောက်ပဲကျယ်တဲ့မြေနေရာလေးပေါ်မှာကမ္ဘာအကြီးဆုံး၉ကွက်ယုံကြည်မှုသုံးမှုစလုံးကကောင်းကင်နဲ့မြေကြီးကြားကအပားလွာဆုံးနေရာဖျားသခင်နဲ့အနီးဆုံးနေရာလို့ယုံကြည်ထားကြတယ် ဒီနေရာကိုပိုင်ဆိုင်ခြင်းဟာဘီလီယံချီရဲ့လူသားတွေရဲ့မျက်လုံးထဲမှာကောင်းကင်ဘုံရဲ့တော့ကိုပိုင်ဆိုင်လိုက်တာနဲ့အတူတူပဲပြဿနာကဒီဘာသာကြီးသုံးမှုစလုံးရဲ့ယုံကြည်ချက်တွေကအပြိုင်ဆိုင်ဖြစ်နေပြီးကန်ဆိုးစွာနဲ့ပဲမြေနေရာတစ်ခုရဲ့ပေါ်မှာထပ်နေကြတာ The Jewish Foundation Euro E အစဂျူးလူမျိုးတွေအတွက်ဒီနေရာကတမိုင်းကြောင်းအရာအရေးပါတာတွေမကဘူးတက်ကြဝရာတစ်ခုလုံးရဲ့အစပဲအားလုံးက Foundation Stone လို့ခေါ်တဲ့ကျောက်တုံးကြီးစီကနေစတယ် ဂျူးရောရအစင်အလာရဒီကြောက်တော့ကတာမန်ကြောက်တော့မဟုတ်ဘူးဒါဟာ Never of the War ကဘာမြေရဲ့ချက်ပဲကျန်းစာရီအရာကဘာဦးအစမှာရေပြင်ကြီးရဲ့ကနေပထမဆုံးပေါ်ထွက်လာတဲ့အရာဝတ္ထုဖန်ဆင်းခြင်းတွေအားလုံးကိုစတင်ခဲ့တဲ့နေရာပဲဖျားသခင်ကအာဒံကိုဖန်ဆင်းဖို့မြေမောင်းယူခဲ့တာကဒီနေရာကပဲအာဗြဟံကသူ့သားဂရဇက်ကိုရပ်ပူစွာဖို့စမ်းသပ်ခံခဲ့ရတဲ့မိုရီတောင်ဆိုတာလေဒီနေရာပဲ ဘရင်ဒါဝိတ်ကကောင်းတဲ့တလင်းတစ်ခုကိုဝယ်ယူခဲ့ပြီးသူ့သားဘရင်ရှော်လမုန်ကပထမဗိမာန်တော်ကိုတိဆောက်ခဲ့တာလဲဒီနေရာမှာပဲဒီ foundation stone ဟာဗိမာန်တော်ရဲ့အထွတ်မြတ်ဆုံးနေရာ Holy of Holies ရဲ့အကျမ်းပြင်ဖြစ်ခဲ့တယ်။ပရိညင်တစ်တာတော်ထားရှိရာနေရာပေါ့ဒုတိယဗိမာန်တော်ခင်မှာရစ်ပျောဟိတ်မင်းကတနစ်မှာတခါယုံကြည်ပါနေရာမှာဒီအခန်းလေးဝင်ပြီးကြောက်တုံးပေါ်မှာရစ်ကောင်သွေးဖြန့်အမွှေးနန္တာမိရှုပူဇော်ရတဲ့နေရာ ဒါပေမဲ့ AD 90မှာယောမတွေကဗိမာန်တော်ကိုဖျက်ဆီးလိုက်တယ်။ဒီနေ့ခေတ်မှာတော့အဲ့ဒီ foundation stone ကမွတ်စလင်တွေရဲ့ Dome of the Rock အောက်မှာရောက်နေပြီ။ဂျူးတွေဝင်လို့မရတော့ဘူး။ဒါကြောင့်သူတို့အတွက်ဝမ်းနဲ့စရာကောင်းတဲ့အခြေအနေတစ်ခုဖြစ်လာတယ်။ဆူတောင်းမို့အထွတ်မြတ်ဆုံးနေရာကအထွတ်မြတ်ဆုံးနေရာမဟုတ်တော့ပဲ။အဲ့ဒီနေရာနဲ့အနည်းဆုံးရောက်နိုင်မယ့်နေရာတစ်ခုဖြစ်လာတယ်။အဲ့ဒါကတော့ Western Wall ပဲ။ဥယောပခရီးသွားတွေကဒါကိုငိုကြွေးရတဲ့တိုင်းလို့နာမည်ပေးခဲ့ကြတယ်။ ။ဗိမာန်တော်ပျက်စီးခြင်းအတွက်ဂျူးလူမျိုးတွေရဲ့ဝမ်းနည်းပူဆွေးမှုကိုကိုးစားပြုတဲ့နေရာပေါ့။ဒါကြောင့်ဂျူးတွေရဲ့ဂျေရုရှလင်ပေါ်ပိုင်ဆိုင်မှုဆိုတာအတိတ်ကမှတ်ဉာဏ်တတ်တတ်မဟုတ်ဘူး။လက်ရှိမှာရှိနေပေမဲ့လက်လန်းမမီနိုင်တဲ့ဝိညာဉ်ရေးရာဗဟိုချက်တစ်ခုအတွက်ထာဝရတောင်းတနေမှုတစ်ခုလိုဖြစ်နေတယ်။ The Christian Jesus ခရစ်ယာန်တို့ဤကယ်တင်ခြင်းခရစ်ယာန်တွေအတွက်ကြတော့ဂျေရုဆလင်ဟာလူသားသမားရဲ့အရေးကြီးဆုံးဖြစ်ရည်ကြီးဖြစ်ပျက်ခဲ့တဲ့ဇက်ခုံပဲ။ ယေရှုခရစ်တော်ရဲ့အသေခံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းဆိုတဲ့ဖြစ်ရပေါ့ဇလန်းတစ်ခုလုံးကဒီမြေပေါ်မှာပဲရှိနေတယ်။ Way of Suffering လို့ခေါ်တဲ့ဒုက္ခလမ်းစဉ်ကနေစတယ်။ OCD ရဲ့ကမီတာ600လောက်ရှိတဲ့ဒီကွစ်ကောက်တဲ့လမ်းကလေးဟာခရစ်တော်ကတိုင်ထမ်းပြီးရှောက်ခဲ့တဲ့လမ်းလို့ယုံကြည်ကြတယ်။ခရစ်ယာန်ဖျားဘူးတွေယာစုမြစ်ပေါင်းများစွာရှောက်လမ်းခဲ့ကြတဲ့ဒီလမ်းဟာ Station of the Cross 14ခုနဲ့မှတ်သားထားတယ်။ဒီလမ်းရဲ့အဆုံးမှာ Church of the Holy Spirit ရှိတယ်။ လေးရာစုနှစ်လောက်ခရဲကတရှိရတဲ့ဒီဖျားចောင်းကြီးထဲမှာခရိယံဘာသာရဲ့အရေးကြီးဆုံးနေရာနှစ်ခုရှိနေတယ်။နံပါတ်၁ Golgotha Calvary ခရစ်တော်ကားတိုင်တင် အသက်ခံရတဲ့ကြောက်ဆောင်နံပါတ်၂ The Tomb at the Cube ခရစ်တော်ကိုတကြိုခဲ့ပြီးသုံးရက်မြောက်နေ့မှာရှင်ပြန်ထမြောက်ခဲ့တယ်လို့ယုံကြည်ရတဲ့ဂူသင်းကြိုင်၂၀၁၆ခုနှစ်ကပိတ်ပန်ကြီးကြစမ်းသပ်မှုတွေအရာ ခုတင်းကြရဲ့မူလထုံးကြမျက်နှာပြင်က AD 345ဝင်းကျင်ကဖြစ်တယ်ဆိုတာတွေ့ရှိခဲ့ရတယ်။ဒါဟာကွန်စတန်တိုင်းဘုရင်က ပထမဆုံးဖျားကြောက်ဆောက်ခဲ့တဲ့အချိန်နဲ့ใกล้ညီနေတယ်။ဒါပေမဲ့ဒီနေရာကလည်းငိမ့်ချရဲ့ပြရုံမဟုတ်ပြန်ဘူး။ဂိုင်းခွဲတွေ Greek Orthodox, Roman Catholic, Armenian, Coptic စသဖြင့်အများကြီးကဒီနေရာကိုပိုင်ဆိုင်မှုအပြိုင်ဆိုင်ဖြစ်နေကြတယ်။၁၉ရာစုကသတ်မှတ်ခဲ့တဲ့ status quo ဆိုတဲ့သဘောတူညီချက်နဲ့ညှိနှိုင်းပြီးထိန်းထားရတာ ဖျားသခင်ကိုအတူတူကိုးကွယ်ကြတာတော့ငြိမ်းချမ်းရေးမရနိုင်ဘူးဆိုတာကိုဒီနေရာကတတ်သိပြနေတယ်လို့ပဲ The Islamic Ascension Islam ရဲ့ကောင်းကင်ခရီးမွတ်စလင်တွေအတွက်ကြတော့ဂျေရုဆလင်ဟာ မက္ကာနဲ့မဒီနာပြီးရင်တတိယမြောက်အထွတ်မြတ်ဆုံးမြို့တော်ပဲ Islam ဘာသာစတင်ကစားအချိန်တွေတုန်းကမွတ်စလင်တွေဟာဆူတောင်းတဲ့အခါဂျေရုဆလင်ဘက်ကို မျက်နှာမူပြီးဆူတောင်းခဲ့ကြဘူးတဲ့ဒီမြို့ရဲ့အရေးပါမှုကိုအခိုင်အမာဖြစ်စေခဲ့တာကတော့ တမန်တော်မိုဟာမက်ရဲ့အစ္စရာအယ်မီရက်မြခရီးစဉ်နဲ့ကောင်းကင်သို့တက်ရောက်ခြင်းဆိုရဖြစ်ရကြောင်းပဲပထမပိုင်းကအစ္စရာနိုင်ဂျာနီတမန်တော်ဟာမက္ကာမြို့ကခါဘာကနေဂျေရုဆလင်ကအဝေးဆုံးဗလီကိုအံ့ဖွယ်တကိုးနဲ့ရောက်ရှိလာတယ်။ဒီဟာရန်အယ်ရှရစ် the noble century လို့ခေါ်တဲ့မြင့်မြတ်တဲ့ယဉ်ပြင်တော်မှာတမန်တော်မိုဟာမက်ဟာရှေ့ကနေပွင့်ခဲ့တဲ့တမန်တော်တွေအာဗြဟံမောရှေယေရှုအပါအဝင် အားလုံးကိုဥဆောင်ပြီးဝတ်ပြုစုတောင်းခဲ့တယ်လို့ယုံကြည်ကြတယ်။ဒုတိယပိုင်းက Mirage Ascension ဒီနေရာကနေပဲတမန်တော်ဟာကောင်းငင်ပုံ9ဆင့်ကိုကြော့ဖြတ်ပြီးဖျားသခင်နဲ့တွေ့ဆုံမှုတက်ရောက်ခဲ့တယ်။ဒီနေရာမှာကြောက်စရာကောင်းတဲ့တိုက်ဆိုင်မှုတစ်ခုရှိနေတယ်။အစ္စလမ်ယုံကြည်မှုအရာတမန်တော်ကောင်းငင်ကိုတက်ရောက်ခဲ့တဲ့ကြောက်တုံးဟာဂျူးရဲ့ Holy of Holies ဖြစ်နေတဲ့ Foundation Stone တစ်ခုရဲ့ဖြစ်နေတာပဲ။ AD 697ဝင်းကျင်မှာဥမာရဲ့ Caliphate ကတိဆောက်ခဲ့တဲ့ရွှေရောင် Dawn of the Rus ဆိုတာဗလီမဟုတ်ပါဘူး။ဒီကြောက်တုံးနဲ့တမန်တော်ရဲ့ကောင်းဝင်ခီးစဉ်ကိုဂုံပြူဖို့စောက်ထားတဲ့ Shrine နတ်နန်းတစ်ခုပါ။ဒါကပရိပခရဲ့မြေပြားခံရနေရာဆိုလဲဟုတ်တယ်။ဘာသာကြီးနှစ်ခုရဲ့အထွတ်မြတ်ဆုံးနေရာတွေကတနေရာထဲမှာရှိနေတာမဟုတ်ဘူး။တစ်ခုအပေါ်တစ်ခုထက်နေရ။ဂျူးတွေကဖန်ဆင်းခြင်းနဲ့ပထမဘိမှန်တော်အတွက်ဒီနေရာကိုပိုင်ဆိုင်ခြင်းနဲ့ မွတ်စလင်တွေကကောင်းကင်ခရီးစဉ်နဲ့တမန်တော်ရဲ့သာသနာအတွက်ပိုင်ဆိုင်ခြင်းနဲ့နေရာကတစ်ခုတည်းယုံကြည်မှုကနှစ်ခုဒါကြောင့်တမ်ပယ်မောင်းဒိုမဟိုဟာရန်အရှရစ်နဲ့ပတ်သက်တဲ့ဘလို့အပြောင်းလဲမဆိုဟာနိုင်ငံရေးကိစ္စတသက်မဟုတ်တော့ဘူးဘာသာရေးအရာရက်တီမှုဆိုင်ရာချိန်ချမှုအဖြစ်ရှုမြင်ခံရတော့တာပဲ War of the Past အတိတ်ကတိုက်ပွဲများအခုလက်ရှိဖြစ်နေတဲ့အကြမ်းဖက်မှုတွေကအတိတ်ရဲ့ပဲ့တင်တန်တွေပါပဲ ဂျေရုဆလင်ဆိုတာအလွှာလိုက်ဖြစ်နေတဲ့တမိုင်းမှတ်တမ်းတစ်ခုလိုပဲကျောက်တုံးလိုက်မှာဇလန်းရှိရယ်ဇလန်းလိုက်မှာတိုက်ပွဲရှိတယ်။တမိုင်းကပြနေတာကဘဲအင်ပါယာမှဂျေရုဆလင်ကိုထာဝရမပိုင်ဆိုင်နိုင်ခဲ့ဘူးဆိုတာပဲ။ The First for Babylon 589 BC ဘယင်ဒါဝိတ်က BC 1000လောက်မှာဂျေရုဆလင်ကိုမြို့တော်အဖြစ်သတ်မှတ်ခဲ့တယ်။ဒါပေမဲ့ BC 589မှာဂျူရာနိုင်ငံဟာ Neo-Babylonian Empire ကိုပုံကန်ခဲ့တဲ့အတွက်တန်မိုးကြီးကြီးပေးဆက်ခဲ့ရတယ်။ ဖယင်းငေးပြူချာရနီဇာ2ကမြို့ကိုဝိုင်းရန်ပိတ်ဆို့ပြီးတီရှာဘရက်ဖ်လိုခေါ်တဲ့နေ့မှာပဲမြို့ရိုးကိုဖောက်ဝင်ပထမဗိမာန်တော်ကိုဖျက်ဆီးပြီးမြို့ကိုမီးရှို့ပလိုက်တယ်။ဂျူးကောင်းဆောင်တွေကိုဖမ်းခေါ်သွားပြီးဘေဘီလုံကျုပ်ပြချင်းခေစတင်ခဲ့တယ်။ဒါကကျန်းစာပုံမြင်တတ်တတော်မဟုတ်ဘူး။မောက်စီရောမှာတူဖော်တွေ့ရှိချက်တွေအရာမီးလောင်ထားတဲ့ပြားတွေညှားကောင်းတွေကဒီတိုက်ပွဲရဲ့တက်စီအဖြစ်ကြန့်ရှိနေတော့မယ်။ The second for Rome 70 AD ပါရှန်ဘရင်ကာရစ်သဂရိတ်လက်ထက်မှာဂျူးတွေပြန်လာပြီးဒုရီယာဗိမာန်တော်ကိုတိစောက်ခွင့်ရခဲ့တယ်။ဒါပေမဲ့ AD 66မှာရောမအင်ပါယာကိုပုံကံရာကနေ First Jewish Revolt ဖြစ်လာတယ်။ AD 90မှာရောမဗိုလ်ချုပ် Titus ကစစ်သက်အင်အား4800နဲ့မြို့ကိုဝိုင်းတော်တာပဲ။မြို့ထဲမှာပွဲလာတဲ့ဖျားဘူးတွေနဲ့ဒုက္ခသည်တွေပိတ်မိနေတယ်။အစာရေစာပြက်လက်အချင်းချင်းပြတ်တက်နေကြတဲ့အခြေအနေတွေဖြစ်ကုန်ကြတယ်။နောက်ဆုံးမှာရောမတွေကတမ်ပရမန့်ကိုသိမ်းပိုက်လိုက်တယ်။ ခီတက်စ်ကတားမြစ်ထားတဲ့ကြားကယောမစစ်သားတယောက်ကမီးရုံနဲ့ပြစ်လိုက်ရကနေဗိမ္မာန်တော်ကြီးမီးလောင်ကျွမ်းသွားခဲ့ရတယ်။တမိုင်းပညာရှင်ဂျိုးဆက်ရဲ့အဆိုအရတည်ဆုံးသူတွေများလုံးလုံးဗိမ္မာန်တော်နေကတိတွေကနေသွေးတွေစီးကြရတယ်လို့ဆိုရယ်။ယောမတွေကမြို့ကိုမီးလံဖျက်ဆီးပလိုက်တယ်။ဂျူးလူမျိုးတွေရဲ့နှစ်နှစ်ထောင်ကြာကမ္ဘာအနှံ့ပြန့်ကျဲနေထိုင်ခြင်းဘဝစတင်ခဲ့ရတယ်။အခုကြံရှိနေတဲ့ Western Wall ဆိုတာအဲ့ဒီတုန်းကမပြတ်စီးပဲကြံခဲ့တဲ့နိုင်ငံအပိုင်းစာလေးတစ်ခုပါပဲ။ The Bloody Cross The First Crusade 1099 AD AD 638ကနေစပြီး RD အုပ်ချုပ်ခဲ့တဲ့ Jerusalem ကို1099ခုနှစ်မှာ Crusade စစ်တွေတွေရောက်လာတယ်။ဘာသာရေးစိတ်ဓာတ်ပြင်းထန်နေတဲ့ဥရောပသူရဲကောင်းတွေပေါ့။ဇူလိုင်15ရက်နေ့မှာသူတို့မြို့ကိုသိမ်းပလိုက်တယ်။ဒါပေမဲ့ဒါကလွတ်မြောက်မှုမဟုတ်ခဲ့ဘူး။တပ်ဖြတ်ပွဲကြီးဖြစ်ခဲ့တယ်။ Crusade တွေကမြို့ထဲကမွတ်စလင်တွေနဲ့ဂျူးတွေကိုရဲဆက်ဆက်တပ်ဖြတ်ခဲ့ကြတယ်။ စောင်းတွေထဲမှာပြောထားပုံအရ Solomon Temple ရှိမှာမြင်းတွေကဒူးလောက်ထိနှက်တဲ့သွေးရည်ထဲမှာရှောက်ခွက်ရတယ်။ Dawn of the Rock ကိုဖျားကြောင်းဖြစ်ပြောင်းတယ်။ Alasa ကိုနန်းတော်ဖြစ်ပြောင်းလိုက်ခဲ့ကြတယ်။ The Ottoman Count and the British Fuse Ottoman ညိတ်သက်မှုနဲ့ British မေးစာ1189မှာ Saladin ကမြို့ကိုပြန်သိမ်း Marlus တွေလက်ထက်ကိုရောက်1519မှာ Ottoman Empire ရဲ့လက်အောက်ရောက်သွားတယ်။ နှစ်ပေါင်း400ကျော်အော်တိုမန်ခစ်ကတော့ငြိမ်းချမ်းခဲ့တယ်လို့ပြောရမယ်။အခုမြင်နေရတဲ့မြို့ရိုးဟောင်းတွေကိုစောက်ခဲ့တာအော်တိုမန်ဘုရင်ဆူလီမန်ဒ်မက်ဂနီဖီဆန့်မော။ဒါပေမဲ့ပထမကမ္ဘာစစ်မှာအအောင်ပြောင်းလဲသွားတယ်။1919ခုမှာဗြိတိရှတွေဝင်လာတယ်။ဒီအချိန်မှာဗြိတိရှတွေကမြေနေရာတစ်ခုရဲ့အတွက်ဂရိသုံးမှုပေးခဲ့မိတယ်။အာရတ်တွေကိုနိုင်ငံပေးမယ်လို့မျှော်လင့်ချက်ပေးတယ်။ပြင်သစ်နဲ့လျှို့ဝှက်သဘောတူညီချက်လုပ်တယ်။ပြီးတော့အစိုးဆုံးက Balfour Declaration ကိုထုတ်ပြန်လိုက်တာပဲ။ ဒီကြေညာချက်မှာပါလက်စတိုင်းဒေသကိုဂျူးလူမျိုးတွေအတွက်အမျိုးသားအင်ဂျီဟာအဖြစ်ထူထောင်မိမယ်လို့ကတိပေးထားသလိုကြပြိုင်နှစ်ထဲမှာပဲလက်ရှိနေထိုင်နေတဲ့ဂျူးမဟုတ်တဲ့လူအဖွဲ့အစည်းတွေရဲ့ရပိုင်ခွင့်တွေကိုမထိခိုက်စေရဘူးလို့လည်းပါနေပြန်တယ်။ပြဿနာကအဲ့ဒီချိန်မှာလူဦးရေအများစုကအာရတ်တွေဖြစ်နေတာပဲ။ British တွေရဲ့ Mandate for Palestine ကပြည်ပခန့်ကိုဥပဒေပြုတ်ပေးလိုက်သလိုဖြစ်သွားတယ်။ Jerusalem ဟာဘာသာပေါင်းစုံနေထိုင်ရမြို့ကနေအမျိုးသားရေးလှုပ်ရှားမှုကြီးနှစ်ခုရဲ့စစ်မြေပြင်ဖြစ်လာတော့တာပဲ။ the modern conflict and the superpowers ခစ်တဲ့ပြိပခာခစ်တဲ့မှာတော့ဒါရီနေရာမှာနိုင်ငံရေးဩဇာနိုင်ငံခြားအကူအညီနဲ့ geopolitics တွေဝင်လာတယ်။ Empire ခစ်ကုံဆုံးပြီး superpower ခစ်ရောက်လာပြီ။ဒီဘက်မှာအဓိကကစားသမားက American ပဲ။ The New Great Game ကစားပွဲအသစ် American ဟာ1948ခုနှစ်မှာ Israel နိုင်ငံကိုပထမဆုံးအသိအမှတ်ပြုခဲ့တဲ့နိုင်ငံပဲ။ဆယ်စုနှစ်တည်းကြာလာတဲ့အမျှဒါဟာ Unbreakable Partnership ဖြစ်လာတယ်။ ဒါကစကားလာလာပြောနေတာမဟုတ်ဘူးတရားဝင်မူဝါဒရင်းနဲ့လောက်တာအမေရိကန်ကအစ္စရေးရဲ့ qualitative military ash QME ကိုထိမ့်သိမ်းပေးဖို့ဥပဒေအရကိုတာဝန်ရှိတယ်။ Data Ring ကဘယ်ရန်သူနဲ့ရှင်ရှင် အစ္စရေးကစစ်ရေးနည်းပညာပို့သားစေရမယ်ဆိုတဲ့သဘောပဲ။ဘာလို့လဲဆိုတော့မငြိမ်သက်တဲ့အရှိအလယ်ပိုင်းမှာအစ္စရေးကိုအမေရိကန်ရဲ့ယုံကြည်ရဆုံးမိဖက် Data Ring ခြေကုပ်တစ်ခုဖြစ်မြင်လို့ပဲ။တချို့ကအမေရိကန်က ISIS ကိုဖန်တီးခဲ့တယ်လို့ပြောကြတယ်။ ဒါကဖတ်ချက်အရမှားနေပေမဲ့ပုံမလင်းတဲ့အမှန်တရားတစ်ခုရှိနေတယ်။အမေရိကန်ရဲ့နိုင်ငံသားရေးမူဝါဒအထူးသဖြင့်2003 Iraq စစ်ပွဲနဲ့နောက်ပိုင်းတက်ဆုပ်ခွာမှုတွေက data ring ကိုမတိမငြိမ်ဖြစ်စေခဲ့တယ်။အဲ့ဒီမင်းမဲစရိုက်ကိုအခွင့်ကောင်းယူပြီးမှ ISIS လို့အစိုးရတွေပေါ်လာတာ။ဒီလိုမငြိမ်သက်မှုတွေများလာလေလေအမေရိကန်အတွက် Israel ရဲ့လုံခြုံရေးခံတပ်အခန်းကဏ္ဍကပိုအေးပါလာလေလေပဲ။ Israel မှာ American တွေလောက်ကပို့ထွက်လေလေပဲ။ The Embassy Bridge တန်ယုံရှိပြောင်းခြင်း ီအခြေအနေမှာဂျေရုဆလင်ကိုချုပ်ကိုင်နိုင်ခြင်းဆိုတာကအဆုံးသတ်နိုင်ငံရေးစုလက်ဖြစ်လာတယ်။နှစ်ပေါင်း80လုံးလုံးနိုင်ငံတကာကလက်ခံထားတဲ့မူဝါဒတစ်ခုရှိရယ်။ဂျေရုဆလင်ပြည်ထနာကိုအစ္စရေးနဲ့ပါလက်စတိုင်းနှစ်ဖက်ဆွေးနွေးညှိနှိုင်းပြီးမှအဖြေရှာရမယ်ဆိုတာပဲ။အစ္စရေးကဂျေရုဆလင်တစ်မြို့လုံးကိုမြို့တော်လိုသတ်မှတ်ခြင်းပေမဲ့ပါလက်စတိုင်းတွေကလည်းအစ်ဂျေရုဆလင်ကိုသူတို့ရဲ့မြို့တော်ဖြစ်ချင်ကြတယ်။ဒါကြောင့်နိုင်ငံတကာတန်ရုံးတွေအားလုံးကထယ်အဗစ်မှာပဲရုံးဆိုင်ကြတယ်။ ဒါပေမဲ့2019ဒီဇင်ဘာလ6ရက်နေ့မှာ Trump အစိုးရက American တန်ရုံကိုဂျေရုဆလင်ကိုပြောင်းမယ်လို့ကြေညာလိုက်တယ်။ဒါဟာ290ကြာမူဝါဒကိုချိုးဖျက်လိုက်တာပဲ။ပါလက်စတိုင်းတွေအတွက်တော့ဒါဟာ American ကကြားလို့မဟုတ်တော့ဘူးလို့ပြလိုက်တယ်လို့ပဲ။ပိုဆိုးတာက American ကဂျေရုဆလင်မှာရှိတဲ့သူ့ရဲ့ကောင်စစ်ဝင်ရုံးကိုတန်ရုံအစ်တနဲ့ပောင်းလိုက်တာပဲ။အရင်ကဒီကောင်စစ်ဝင်ရုံးက Washington ကိုဒိုက်ရိုက် report လုပ်ပြီးပါလက်စတိုင်းတွေအတွက်တန်ရုံသဘောမျိုးဆောင်ရွက်ပေးနေတာ။ အခုပေါင်းလိုက်တော့ပါလက်စတိုင်းတွေအတွက်တီးသန့်တန်တမန်လမ်းကြောင်းပျောက်သွားတယ်။ဒါဟာငါတို့ကတစ်ဖက်တည်းကိုပဲရွေးချယ်လိုက်ပြီးလို့ကမ္ဘာကိုကြောင်ကြောင်လိုက်တာနဲ့အတူတူပဲ။ A tale of two wars တတိုင်းနှစ်ခုဤပုံဖြင့်ဂျေရုဆလင်မှာဘာလင်တတိုင်းမရှိဘူး။ဒါပေမဲ့ကွဲပြားခြားခြားချင်းကိုပြတ်တနေတဲ့တတိုင်းနှစ်ခုရှိတယ်။တစ်ခုကယုံကြည်ခြင်းရဲ့တင်ဂေတာနောက်တစ်ခုကခွဲခြားခြင်းရဲ့တင်ဂေတာ The Wall of Fate ယုံကြည်ခြင်းတတိုင်းပထမတစ်ခုက Western Wall ပါ။ ဒုတိယမိမန်တော်ရဲ့လက်ရမွန်ကြောက်တုံးကြီးတွေနဲ့တိစောက်ထားတဲ့ဒီနိုင်ရန်ဟာဂျူးလူမျိုးတွေအတွက်စုတောင်းရာစုဝေးရာဝမ်းနည်းရာနေရပါ နိုင်ရန်သားအကွဲကြောင့်တွေထဲမှာကမ္ဘာအရရက်ကပေးပို့လာတဲ့စုတောင်းစာရွက်လေးတွေထောင်တောင်းချီပြီးရှိနေတယ်ဒါဟာဖျားသခင်နဲ့ဆက်သွယ်မှုနှစ်ပေါင်း၃00တမိုင်းနဲ့ဆက်သွယ်မှုပျောက်ဆုံးသွားတဲ့မိမန်တော်ကိုလွမ်းဆုမှုတွေရဲ့ပြရုပ်ပဲ The Wall of Division ခွဲခြားခြင်းတတိုင်းနောက်တစ်ခုကတော့ Separation Barrier ပါ 2002ခုနှစ်ဒုတိယအင်ဗီတာကာလမှာအစ္စရေးကလုံခြုံရေးအကြောင်းပြချက်နဲ့စတင်တိစောက်ခဲ့တဲ့ကွန်ကရစ်နိုင်ငံကြီးတွေခြံစည်းရိုးတွေကရုတ်ကျင်းနေပါပဲ။အစ္စရေးကတော့ဒါကိုအကြမ်းဖက်သမားတွေကိုတားဆီးဖို့လို့ပြောတယ်။ဒါပေမဲ့အဓိကအချက်ကသူ့ရဲ့လမ်းကြောင်းပဲ။ဒီတတားရဲ့85ရာခိုင်နှုန်းကနိုင်ငံတကာအသိမှတ်ပြုနံနက်မိတ်ပေါ်မှာမဟုတ်ပဲ WhatsApp နံပါတ်လေးကိုဝင်ပြီးစောက်ထားတာ။နိုင်ငံတကာတရားရုံး ICJ ကဒါကိုဥပဒေနဲ့မညီဘူးလို့ဆုံးဖြတ်ထားတယ်။ပါလက်စတိုင်းတွေအတွက်တော့ဒီတတားကသူ့ရဲ့ဘဝကိုအပိုင်းပိုင်းဖျက်တောက်လိုက်တာပဲ။ နယ်သမားနဲ့လယ်မြေ၊ကျောင်းသားနဲ့တက္ကသိုလ်၊လူနာနဲ့စစ်ရုံကိုခွဲခြားလိုက်တယ်။ East Jerusalem ကို West Bank နဲ့အဆက်အသွယ်ဖြတ်တောက်လိုက်တာကြောင့် Palestine မျိုးတော်ဖြစ်လာနိုင်ခြင်းကိုမေးမိန်စေတယ်။ Western Wall ကအတိတ်ကိုလမ်းဆွမှုဆိုရင် Disappearing Wall ကတော့အနာဂတ်ကို Concrete နဲ့ပုံဖော်နေတာဖြစ်တယ်။နေဝင်ချန်ရောက်ပြီဆိုရင် Jerusalem ရဲ့ရှေးဟောင်းကျောက်တုံးတွေကရွှေရောင်တောက်လာတတ်တယ်။အဲ့ဒီအချိန်မှာ Haran Ashur ကနေအာဇံဖျားဝိပုတံလွင့်ပြန်လာတယ်။ Charles the Holy Spirit နဲ့တခြားဖျားเจ้าတွေကခေါင်းအောင်တန်နေမြည်လာတယ်။ Western Wolf ဘက်ကနေတော့ Jury ရဲ့ရှေးဟောင်းတိုးချိုမုတ်တန်ထွက်ပေါ်လာတယ်။ဒီအတန်တွေကတန်စင်ညီညာတဲ့သချင်းတန်မဟုတ်ဘူး။ Tis 200 km လောက်ပဲကျဲတဲ့နေရာလေးကနေကောင်းငင်တစ်ခုတည်းစီကို All Hit Suit တောင်းနေကြတဲ့ပြိုင်ဆိုင်မှုအတန်ပလန်တွေပါပဲ။ Suit တောင်းတန်တိုင်းကပြက်သားတယ်။ယုံကြည်ချက်တိုင်းကအလျှော့မပေးဘူး။ Jerusalem ဆိုတာအတိတ်ဘယ်တော့မှမသေဆုံးတဲ့မြို့ပြောရရင်အတိတ်ကအတိတ်တောင်မဖြစ်သေးတဲ့မြို့ကြောက်တုံးလိုက်မှာဇလန်းရှိပြီးဇလန်းလိုက်မှာတိုက်ပွဲရှိနေတဲ့မြို့ ဒီမျိုးဟာတကယ်ပဲငင်းကြိုင်းရင်မျိုးတော့ဖြစ်လာနိုင်မှာမလားဒါကတော့ဟုတ်သာဝရကဘာစစ်မြေပြင်အဖြစ်ပဲဆက်ရှိနေမလားဆိုတာကတော့ကျမတို့စက်ပြီးစောင့်ကြည့်ရမှာပါပဲ။